အွန်လိုင်းလိမ်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းတွေမှာဆက်ဆက်ပါဝင်ခဲ့ကြတဲ့အီသီယိုးပီးယားနိုင်ငံသား60ဦးကိုလွှဲပြောင်းပေးရခဲ့ပြီးပြည်ပနိုင်ငံသား12ဦးကိုထပ်မံထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျ။မေ14ရက်မှာအီသီယိုးပီးယားနိုင်ငံသား60ဦးကိုမြန်မာထိုင်းအမတ်နဲ့ချစ်ကြည်တရားကနေတဆင့်သက်ဆိုင်ရာနိုင်ငံကိုလူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေ့ရှုပြီးဥပဒေလုံထုံးလုံနည်းတွေနဲ့အညီထပ်မံပြင်းနဲ့လွှဲပြောင်းပေးရခဲ့တယ်လို့သိရပါဗျ။ အလားတူမြရီမြို့ရွှေကောကောမဲထော်တလေ KK Park နဲ့ကြောက်ခတ်နေမြေတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတဆင့်ဝင်ရောက်နေကြတဲ့ပြည်ပနိုင်ငံသား၁၁ဦးကိုထပ်မံစစ်ဆေးဖောက်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးရနိုင်ရေးလိုအပ်တဲ့ကိုယ်ရေးအချက်အလက်တွေနဲ့မှတ်တမ်းတွေစည်ရင်းကောက်ယူတဲ့လုပ်ငန်းကိုဌာနဆိုင်ရာပို့ပေါင်းအဖွဲ့တွေနဲ့ဆောင်ရွက်လျက်ရှိရလို့သိရပါဗျာ။ ဇန်နဝါရီ30ရက်ကနေမေ14ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း960ဦးစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့က၎င်းတို့အနက်က1222ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကြံရှိတဲ့ပြည်ပနိုင်ငံသား848ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်။